ရိုင်းမီးယားအောင်ပွဲနေ့ချီတပွဲကိုရုရှားကဖျက်သိမ်းလိုက်ပြန်ပြီဖြစ်ပါတယ်ရုရှားဟာယူကရိန်းစီကနေသိမ်းပိုက်ထားတဲ့ခရိုင်းမီးယားဒေသမှာလုံခြုံရေးစိုးရိမ်စရာကောင်းတဲ့အခြေအနေကြောင့်အောင်ပွဲခံနေချီတပွဲကိုဖျက်သိမ်းလိုက်တယ်လို့အာနာပိုင်းကနိုင်ငံပိုင်မီဒီယာကလည်းဖော်ပြပါတယ် ဒုတိယကမ္ဘာစစ်မှာဆိုဗီယက်တို့အောင်ပွဲခံခြင်းထိမ်းမဲ့ပြင်မေ9မှာကျင်းပမဲ့ပင်လယ်နက်စစ်ကမ်းမျိုးစီပါစတိုဘိုမျိုးမှာရှိလုံးမဲ့ခြိတပ်ပွဲကိုလုံခြုံရေးအန္တရာယ်ကြောင့်မကျင်းပတော့ဘူးလို့စီပါစတိုဘိုမျိုးအုပ်ချုပ်ရေးမှူးကပြောပါတယ်။ ရုရှားနိုင်ငံနိုဗိုရော့စီးယက်စေကမ်းမြို့အနားပင်လယ်နက်ထဲကနေယူကရိန်းပင်လယ် drone တွေကရုရှားတပ်လေနှစင်းကိုပစ်ချခဲ့တယ်လို့ယူကရိန်းဆိုရကပြောပြီးရပိုင်းတွင်မှာခြိတပွဲကိုဖျက်သိမ်းခဲ့တာပါယူကရိန်းသမ္မတဇီလန်စကီးကရုရှားနိုင်ငံမော်စကိုမှာကျင်းပတဲ့အောင်ပွဲခံနေခြိတပွဲကိုလာမဲ့နိုင်ငံသားအရာရှိတွေရဲ့လုံခြုံရေးကိုယူကရိန်းကအာမမခံနိုင်ဘူးလို့အကြေပြောထားပါတယ်ရုရှားဟာမီးရှို့မှုဖောက်ခွဲမှုဒါမှမဟုတ်တခြားလောက်ရက်တွေကိုရန်လိုမှုတွေအများအားဖြင့်စဉ်းစားပြီးတော့နောက်ွယ်ကကြိုးကန်နေပါတယ် တကယ်လို့အဲ့ဒီပွဲမှာတခုခဲ့ယူကရိန်းကိုအပြစ်ဖို့နိုင်ပါတယ်လို့ဇလန်စကီကသတိပေးထားပါတယ်။ရုရှားနဲ့မျိုးလုံးချုပ်ရေးအတွက်ရုရှားဆိုရမှာပဲတာဝန်ရှိတယ်လို့သူကအဆက်ပြောပါတယ်။အချိန်ကမှပဲယူကရိန်းဟာအမေရိကန်စီကနေပြန်လည်မုန်းမံပြင်ဆင်ထားတယ်။ Patriot လေကြောင်းရန်ကာကွယ်စနစ်တွေလက်ခံရရှိမယ်လို့အမေရိကန်ကကြေညာခဲ့ပါတယ်။ Patriot စနစ်တွေပေးပို့ရေးဆုံးဖြတ်ချက်ပေါ့။တမန်ထရန့်ရဲ့ကိုရေးကိုယ်တော်သဘောထားအမြင်ကတော့ရှင်းရှင်းလင်းလင်းမရှိသေးဘူးလို့တိုင်းသတင်းဌာနကဖော်ပြပါတယ်။ ဒါပေမဲ့ယူကရိန်းအနေနဲ့တေချာပေါက်ရဖို့တော့ရှိတယ်လို့ဆိုပါတယ်။ဘယ်လိုစမှာတော့ယူကရိန်းဘက်ကဒရုန်းတိုက်ခိုက်မှုကြောင့်မော်စကိုလေဆိပ်တွေပိတ်ထားခဲ့ရတယ်လို့ရုရှားကပြောပါလိမ့်။ဒရုန်းတိုက်ခိုက်မှုနဲ့ကြုံခဲ့တဲ့နောက်မော်စကိုမြို့တော်မှာရှိတဲ့လေဆိပ်ကြီးတွေအားလုံးယာယီပိတ်ထားရပါလိမ့်။မေလေးမင်းက200ဆက်တိုက်ယူကရိန်းဟာမော်စကိုမြို့တော်ကိုပြစ်မှတ်ထားတဲ့ ဒရုန်းတိုက်ပွဲတွေလှုပ်ဆောင်ခဲ့ကြအောင်ရုရှားကဆွဆွဲခဲ့ပြီးမော်စကိုရဲ့ထင်ကြရလေစိတ်အလုံးကိုလုံခြုံရေးရာယာယီပိတ်ခဲ့ရတယ်လို့ရုရှားအနာပိုင်းကပြောပါတယ်မော်စကိုမြို့တော်စာကြီးဆိုဗီယက်နေကမေ9ညပိုင်းမှာအရမျက်နှာပေါင်းလုံးကလည်းမော်စကိုစီဥတီပြန်သန်းလာတဲ့ယူကရိန်းဒရုန်း16စင်းထက်မနည်းပြင်းမမရောက်ခင်တော့ကျွန်တော်တို့ပြစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီမတိုင်ခင်ညတော့ကလည်းယူကရိန်းဒရုန်း26စင်းကိုဖျက်ဆီးခဲ့နိုင်တယ်လို့သူကဆိုပါတယ် ဒုံပြစည်းချိုဟာဝေပြလက်မကြီးတစ်ခုပေါ်ကြားခဲ့ပေမဲ့လူတွေတော့ထိခိုက်ဒဏ်ရာရတာမရှိပါဘူးရုရှားစစ်ရေးတရင်းနေဖော်ပြတဲ့ဘလော့တချို့ကတော့မော်စကိုတောင်ပိုင်းကအဆောင်တစ်ခုမှာဒရုန်းတိုက်ခိုက်မှုကြောင့်ပြင်းပေါက်တွေကွဲထွက်ကုန်တယ်လို့ဆိုပါတယ်ယူကရိန်းဘက်ကတော့မော်စကိုကိုဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့သလားဒါကိုမှတ်ချက်မပေးပါဘူးတဖက်မှာတော့ယူကရိန်းရဲ့ခါကီမြို့တော်ဝန်ယုံကခါကီနဲ့မြို့တော်ကီးဘ်တို့မှာရုရှားရဲ့ညာလုံးပေါက်ဒရုန်းတိုက်ခိုက်မှုတွေနဲ့ကြုံတွေ့ခဲ့ရတယ်လို့ကြေညာထားပါတယ် 2022ဒီဇင်ဘာမှာရုရှားကျူးကျော်စစ်စတင်ခဲ့တဲ့နောက်ပိုင်းယူကရိန်းဟာမော်စကိုမြို့ကိုပြစ်မှတ်ထားတဲ့ဒရုန်းတိုက်ခိုက်မှုတွေလုံဆောင်ခဲ့ပါတယ်။ခုနှစ်မလတုန်းကတော့မော်စကိုဟာယူကရိန်းရဲ့အပြင်းထန်ဆုံးဒရုန်းတိုက်ခိုက်မှုတွေကြုံခဲ့ရပြီးလူသုံးဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။နာမည်ဆိုးနဲ့ကြော်ကြားလာတဲ့ Aker Trust ဆိုတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း60လောက်ကပိတ်ထားခဲ့တဲ့ဂျင်းတော်ကိုပြန်မွှေ့ဖို့တမန်တော် Trump ကညွှန်ကြားလိုက်ပါတယ်။ ကယ်ဖိုးနီးယားကမ်းခြေနီးမှာရှိတဲ့ကျွန်းပေါ်မှာတီးတန့်ကြီးတိဆောက်ထားတဲ့အက်ကာထရက်ဂျင်နော်ဟာ1963ခုနှစ်ကလေးကပိတ်ထားခဲ့ပြီးလက်ရှိချိန်မှာကမ္ဘာလက်ခီးတဲ့တွေလဲပက်ရနေရဖြစ်နေပါတယ်။ခံကသူပန်ရဲ့ဆိုရှယ်မီဒီယာထရစ်မှာဆိုးသွမ်းပြီးတော့အကြမ်းဖက်မှုကျွန်းနယ်ရာဇဝတ်သားတွေအတွက်ထောင်ကိုပြန်ဖွင့်ဖို့ဖွင့်ရမယ်လို့យေတာထားပါတယ်။အက်ကာထရက်ထောင်ကိုပြန်ဖွင့်တာကဥပဒေအမိန့်နဲ့တရားမျှတမှုတွေရဲ့တင်ကြေတာပါလို့သူကဆိုပါတယ်။ဒီနေ့ကျွန်တော်အချင်းဦးစီးဌာနတရားရေး FBI မိမိလုံခြုံရေးဌာနတို့ကိုညွှန်ကြားနေရသူဖြစ်လို့ သီးသီးသာကျဲတဲ့အက္ကထရပ်ထံကိုပြန်ပြီးဖွင့်ကိုဖွင့်မယ်လို့ထရန့်ကရည်သားထားပါတယ်။အက္ကထရပ်ကျင်းတော်ဟာအမေရိကန်မှာအရက်ဆက်ဆုံးနဲ့ကြံဖက်မှုတွေကျူးလွန်တဲ့ရာဇဝတ်သားတွေကိုထားတဲ့နေရာဖြစ်နေမယ်ကြီးပါတယ်။ထရန့်ဟာတရားမဝင်ခိုင်းသားတွေကို SRB လို့ကျင်းထောင်ကိုပို့ခဲ့မှုနဲ့ပတ်သက်ပြီးတရားရင်ဆိုင်နေရတာပါ။မလာတော့ကဗီနီဇွဲလာခိုင်းသား200ကျော်ကို SRB လို့ကျင်းထောင်ကိုပို့ခဲ့တာဖြစ်ပြီးနိုင်ငံတွင်းကရာဇဝတ်သားတွေကိုနိုင်ငံခြားထောင်မှာထားမယ်လို့ဆိုပါတယ်။အက္ကထရပ်ဟာအရင်ကရေတပ်ကာကွယ်ရေးနေရာဖြစ်ပြီး 20ရာစုအစပိုင်းမှာစစ်တပ်အကျဉ်းထောင်ဖြစ်ပြန်လည်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။အဲဒီနေရာကိုတရားရေးဌာနက1930မှာတာဝန်ယူခဲ့ပြီးရာစုသားတွေကိုထားခဲ့တာဖြစ်ပါတယ်။အဲဒီထောင်မှာနာမည်ကျော်ရာစုသားတွေဖြစ်တဲ့ Alekafor, Mickey Cohen, Jock Kelly တို့ကိုထားခဲ့တဲ့နေရာဖြစ်ပါတယ်။အဲဒီအကျဉ်းထောင်ကိုအခြေပြုပြီး1960နှစ်ကထွက်ခဲ့တဲ့ Batman of Alcatraz ကကြောင့်ပို့ပြီးနာမည်ကျခဲ့ပါတယ်။ဒါအပြင် အဂါထက်စ်ကျင်းတော်မှာ1996ခုနှစ်ကရှောင်းကွန်ရီနဲ့နီကိုလတ်စ်ကိချ်တို့ပါဝင်တည်ဆောင်ထားတဲ့ဒီရော့ရုပ်ရှင်ဟာလည်းနာမည်ကြီးပါတယ်။အဂါထက်စ်ကျင်းတော်ကိုဆက်ပြီးလက်ပတ်ဖို့ကုန်ကြစိတ်ကြီးမှုကြောင့်ပိတ်ထားခဲ့ရတာပဲဖြစ်ပါတယ်။အဂါထက်စ်ကျင်းတော်မှာရေစည်းတန်ခြင်းရာတီဥတုလွန်အေးခြင်းတို့ကြောင့်ထွက်ပြေးလွတ်မြောက်ဖို့ဘလို့မှမဖြစ်နိုင်ပါဘူး။တမိုင်းတစ်ချောင်းမှာအကျဉ်းသား၅ဦးတော့ပျောက်ဆုံးမှုပါတယ်။ရေနစ်သေသွားတယ်လို့ယူဆရတဲ့ဖြစ်စဉ်ကလွဲလို့ထောင်တန်း29နှစ်တွင် ထွက်ပြေးနိုင်ခဲ့သူတိုးမှဖြစ်ပါဘူးထွက်ပြေးဖို့ကြိုးစားသူ36ဦးထိရှိခဲ့ပြီးတချို့ကိုပြန်ဖမ်းမိပါတယ်တချို့လည်းပြစ်တက်ခံရပါတယ်လောင်စာမောင်းအစအစားစရာဆုံးနေသိမ်းမောင်းတဲ့တဲယူရပြီးတခြားထောင်တွေထက်ကုန်ကြဆိတ်3စားလောက်နေပါပုံမြင့်လို့1963မှာထောင်ကိုပိတ်ပစ်လိုက်တာဖြစ်ပါတယ်အကျဉ်းသားများဟာနေစရာစားစရာဝတ်ထည်နဲ့ကျန်းမာရေးဆောင်ရှောက်မှုဆိုတဲ့ခံစားခွင့်လေးမျိုးသာရှိပါတယ်။မိသားစုဝင်နဲ့ပေးတွေ့ခြင်း စာအုပ်ပေးဖတ်ခြင်းအပန်းဖြစ်ဝင်ပြုခြင်းတွေကအထူးခံစားခွင့်ဖြစ်ပါတယ်။အေကာထွက်ဆောင်စာဖွင့်စဉ်ကအကျဉ်းသားဥယီဟာဖက်ဒရယ်ကျဉ်းသားတို့မှရှိတဲ့ကျဉ်းသားဥယီရဲ့တရားခံတော်တော့မရှိဘဲဗျမ်းမြလူ260မှာ295ဦးခံသာရှိပါတယ်။အေကာထွက်ထောင်ကိုပြန်ခွင့်ပေးအတွက်ပထမဆုံးစိတ်ကူရတဲ့သမ္မတကတော့ထရန့်မဟုတ်ပါဘူး1982ခုနှစ်သမ္မတရေဂင်ဆိုရလက်ထက်ကကျူဘာမှာဖလော်ရီဒါကိုထွက်ပြေးလာတဲ့ဒုက္ခသည်နှစ်သောင်းကိုထားဖို့ နေရာစလေးကိုရထားခဲ့ပြီးအက်ကာထရက်အကျဉ်းထောင်းလဲပါဝင်ခဲ့ပါတယ်ဒါပေမဲ့လုံလောက်တဲ့ပစ္စည်းအထောက်ပံ့အားနည်းတဲ့အတွက်ကြောင့်ဒီနေရာကို ရွေးချယ်ခြင်းမရှိပါဘူးဒါအပြင်သမိုင်းဝင်နေရာ ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီနေရာကိုမဖြတ်စည်းပဲထားထားပါလိမ့်လက်ရှိအက်ကာထရက်ကြောင့်သမိုင်းဝင်နေရာဖြစ်ထိန်းချုပ်စီမံပြီးတိုးရစ်အဲ့တဲ့တွေလာရောက်လည်ပတ်ဖို့နေရာတစ်ခုဖြစ်ထားခဲ့တယ်လို့သိရပါတယ် စည်ရေးပဋိပက္ခတွေကိုရှောင်ရှားကြပါလို့အိန္ဒိယနဲ့ပါကစ္စတန်ကိုကုလလွန်ကြိုရေးကောင်စီကတိုက်တွန်းပါတယ်။တင်းပေါမှုတွေဖြေလျှော့ဖို့စည်ရေးပဋိပက္ခတွေရှောင်ရှားကြဖို့အိန္ဒိယနဲ့ပါကစ္စတန်ကိုကုလလွန်ကြိုရေးကောင်စီကတိုက်တွန်းကြောင်းပါကစ္စတန်ကမေလ6ရက်နေ့ဒီကနေ့မှာကြေညာပါတယ်။နှစ်နိုင်ငံညှင်းပွားနေတဲ့ကက်စမီးယားဒေသမှာအိန္ဒိယပြည်တွင်ခီးသွားတဲ့တေဆုံးခဲ့တဲ့တိုက်ခိုက်မှုပြီးနျူကလ িয়ার လက်နက်ပိုင်ရှင်အိန္ဒိယချင်းပြိုင်ဘက်တွေကြားမှာရန်လူမှုတွေတိုးလာခဲ့လို့ အခုလိုကုလလုံချွေးကောင်စီကတိုက်တွန်းလိုက်တာလို့ရိုက်တာသတင်းကဖော်ပြပါတယ်။လုံချွေးကောင်စီဖွဲ့ဝင်နိုင်ငံတွေဟာတောင်အာရှဒေသတွင်အခြေအနေကိုအကျဉ်းချုပ်ပြီးအိန္ဒိယဘက်မှအရေးယူဆောင်ရွက်လာမယ်။ချင်းချောက်မှုသဘောဆောင်တဲ့ထောက်လိုင်းရေးသတင်းတွေချပြဆွေးနွေးခဲ့တယ်လို့မေလ9ရက်နေ့မနေ့ကအမေရိကန်နိုင်ငံနယူးယောက်မှာခေါ်ယူကျင်းပတဲ့ကောင်စီစည်းမျိုးကိုညွှန်ပြီးပါကစ္စတန်နိုင်ငံဂျိုင်းဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။ တင်းမာမှုတွေကျေပြန့်စီလာမဲ့စီးရေးထိတ်တိုက်တွေ့တာကိုရှောင်ရှားဖို့နဲ့ပြဿနာတွေကိုငြိမ်းချမ်းစွာနဲ့ဆွေးနွေးညှိနှိုင်းဖို့တန်ခင်းတမန်ခင်းနီလန်ကိုကောင်စီကတိုက်တွန်းခဲ့တယ်လို့ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပါကစ္စတန်ဆိုရဲတောင်းဆိုကြကြောင်းခေါ်ယူခဲ့တဲ့ကုလလုံချုံရေးကောင်စီစီးပွားနဲ့ပတ်သက်လို့သဘောထားမှတ်ချက်ပေးဖို့အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကတော့တုံ့ပြန်ခြင်းမရှိသေးပါဘူး။ဟိန္ဒူဘာသာဝင်ခီးသွားတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ AB22 ရက်နေ့တနက်ပြစ်ခတ်မှုပြီး နှစ်နိုင်ငံဆက်ဆံရေးတင်းမာလာခဲ့ပြီးအိန္ဒိယရောပါကစ္စတန်ကပါကာကွယ်ရေးနဲ့လူကြုံအင်အားတွေအသီးသီးတိုးမြှင့်ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်မှာပါကစ္စတန်ပါဝင်ပတ်သက်နေတယ်လို့အိန္ဒိယကဆွဆွဲခဲ့ပြီးတိုက်ခိုက်ခဲ့တဲ့တနက်သမား3ဦးနဲ့2ဦးဟာပါကစ္စတန်နိုင်ငံသားတွေဖြစ်တယ်လို့ဆိုပါတယ်။အခုလိုအိန္ဒိယနဲ့တင်းမာမှုမြင့်တက်နေတဲ့အတွင်းမှာပါကစ္စတန်ကလည်းဒုံးကျည်လက်နက်အသစ်တွေစမ်းသပ်နေတယ်လို့သိရပါတယ်။ပါကစ္စတန်စစ်တပ်ကမေလ3ရက်နေ့ကမြေပြင်မှမြေပြင်ကိုပြစ်ခတ်နိုင်တဲ့ဒုံးကျည်လက်နက်စနစ်စမ်းသပ်ပြစ်ခတ်ကြောင်းထုတ်ပြန်ပါတယ်။ ဒါဟာနှစ်နိုင်ငံစစ်ဘက်ရေးအတင်းမှမဟုတ်အမြင့်မားဆုံးအခြေအနေမှာ ပါကစ္စတန်ဘက်ကစမ်းသက်တာဖြစ်ပါတယ်။ပါကစ္စတန်စစ်တပ်ကအကွာအဝေး289မိုင်ကွာရှိမြေပြင်မှမြေပြင်ကိုတိုက်ရိုက်ပစ်ခတ်နိုင်တဲ့ဒုံးကျည်ဖြစ်အဘာဒယ်လီဝက်ပွန်စနစ်ကိုအောင်မြင်စွာစမ်းသက်ပစ်ခတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီပါကစ္စတန်ရဲ့ဒုံးကျည်စနစ်ဟာတရုတ်ရဲ့နည်းပညာပါလားမပါလားဆိုတာတော့မပြောပါဘူး။ အဲ့ဒီဒုံကြီးကိုလည်းဘယ်နေရာမှာစမ်းသပ်ပစ်ခတ်တယ်ဆိုတာလည်းထည့်သွင်းပြောကြားခြင်းမရှိပါဘူးအိန္ဒိယဝန်ကြီးမိုဒီကအိန္ဒိယပတ်ချံကက်စမီးယားပါဝင်ပကံကဲမြို့တိုက်ခတ်မှုဖြစ်စဉ်မှာတွန့်ပြန်ဖို့စစ်တပ်ကိုအပြေအဝါလုပ်ပိုင်ခွင့်ပေးထားတာပဲဖြစ်ပါလိမ့်လောလောဆယ်မှာတော့အိန္ဒိယဘက်ချန်ရှိကက်စမီးယားဒေသမှာဖြစ်ခဲ့တဲ့တိုက်ခိုက်မှုပေါ်အိန္ဒိယရဲ့တုံ့ပြန်မှုဟာပုံမှုကျပြတ်လာပြီးဒါဟာဒေသတွင်း ပဋိပက္ခတစ်ခုစီများဥတီလာမလားဆိုတာစောင့်ကြည့်ရမယ်လို့ဘရိကန်ဒုသမနာကပြောပါတယ်အဲ့ဒီလိုမျိုးလုံးဝမဖြစ်စေဘူးလို့ဘရိကန်ဒုသမနာကသတိပေးပြောထားပါတယ်ပေါ်ဝင်ဟမင်းကြီးအစ်စ်ရွေးချယ်ပွဲမတိုင်ခင်ယဟန်အမတ်တွေဟာဗာတီကန်ကိုပြောင်းရွှေ့နေကြတယ်လို့သိရပါတယ်အော်ဟမ်မင်းကြီးအစ်စ်ရွေးချယ်ပွဲကာလသူတို့နေထိုင်မဲ့အဆောင်အခန်းတွေစီကိုအင်္ဂလိပ်မှာစတင်ပြီးယဟန်အမတ်တွေကပြောင်းရွှေ့နေကြပြီဖြစ်ပါတယ် မော်ဟမ်မင်းကြီးကိုလိုအပ်မဲ့ပြေးရွေးချယ်မယ်နေ့မတိုင်မီတရက်လုံးမှာဒီလိုပြောင်းရွှေ့ကြတာဖြစ်ပါလေမော်ဟမ်မင်းကြီးဖရန်စစ်ဟာ AB 21ရက်နေ့ကကွယ်လွန်နေဆိုင်ရောက်တော့ပြီနော်မော်ဟမ်မင်းကြီးအသက်ရွေးချယ်မယ်ယဟန်မတ်133မှာဟာဘုခုနေ့မှာ16ဖျားကြောင့်တွင်စုဝေးမှာဖြစ်ပြီးတော့ဒီလိုရွေးချယ်မှုဟာနိုင်ပိုင်းမှသည်ရက်တောင်မှလာနေသည့်ကြာမြင့်နိုင်ပါလေယဟန်မတ်တွေဟာပုံမှန်အဖြစ်ဗာတီကန်ရဲ့စန်တာမာတာအဲဒီတံမှာနေထိုင်ကြရပါလေဒီခန်းနေရာရေချိုးခန်းနဲ့ဟိုတယ်ပုံစံ အခန်းတွင်းဝန်ဆောင်မှုအထိရှိပါတယ်။ဒါပေမဲ့သူတို့အားလုံးတော့အခန်းလုံလောက်အောင်မရှိပါဘူး။တာဂျီ9ရက်မှနိုင်ငံပေါင်း80မှကိုယ်စားလှယ်တွေပါဝင်လို့အခုပေါ်ဟမ်းမင်းရွေးချယ်ပွဲဟာအကြီးအကျယ်ဆုံးဖြစ်မှာဖြစ်ပြီးနိုင်ငံတကာမှအများဆုံးပါဝင်ခြင်းလည်းဖြစ်ပါတယ်။ တချို့သောယဟန်မတ်တွေကိုစန်တာမာတာဖေဂီအမနေရာချထားပေးမှာဖြစ်ပါလေဒီဆောင်ဟာဗာတီကန်အရာရှိတွေနေထိုင်နေကြနေရပါအခန်းလေးကိုအင်္ဂါလေးမှာဗုဒ္ဓနေ့မနက်ပိုင်းဝှပြူချိန်ကြားဝဲ၌ရွေးချယ်ပေးထားမှာဖြစ်ပြီးယဟန်မတ်ရွေးချယ်ပွဲကိုဗုဒ္ဓနေ့မှာဆက်လက်ပြုလုပ်မှာဖြစ်ပါလေယဟန်မတ်တွေဟာ လှုပ်ဝက်ချက်ကိုစောင့်ထိန်ပောင်မယ်လို့ဂတိသစ္စာပြုရမှာဖြစ်ပြီးရွေးချယ်ပွဲတွင်ဘာလီဖြစ်ပျက်ခဲ့တယ်ဆိုတာပေါက်ကြားရင်ဝိုင်းဝန်းသပိတ်မှောက်ခြင်းလည်းခံရမှာဖြစ်ပါတယ်ယဟမတ်သစ်ရွေးချယ်ပြီးတဲ့အထိယဟမတ်တွေကိုပြင်ပကဘာနဲ့ဆက်သွယ်ခွင့်တားမြစ်ထားမှာဖြစ်ပါတယ်ပေါ်လူနဲ့ညနေ3:00နာရီ Greenwich Center ချိန်1300နာရီမှစတဲ့ကပေါ်ဟမ်မင်းကြီးအသက်ရွေးချယ်ပြီးတဲ့အထိ ဒီမျိုးပြနိုင်ငံငယ်လေးပါတီကံမှာဖုန်းလိုင်းတွေဖြတ်တောက်ထားမယ်လို့ပါတီကံကကြေညာပါတယ်ဒါပေမဲ့စိန့်ပီတာယီမှာတော့ဖုန်းလိုင်းတွေရနေမှာဖြစ်ပါတယ်မဲပီရိတ်ချက်မှုလုပ်ငန်းစဉ်စတင်တဲ့အခါယဟန်မတ်တွေဟာသူတို့ရဲ့ဖုန်းတွေကိုအဆောင်မထားခဲ့ရမှာပါမဲပီရိတ်ချက်မှုကိုမီးခိုးနဲ့အချက်ပြမှာဖြစ်ပြီးအမဲရောင်ဖြင့်မရွေးချယ်ရသေးဆိုလို့ပြီးအဖြူရောင်ဖြင့်ဟမ်မင်းကြီးရွေးချယ်ပြီးပြီဆိုလို့ပါတယ် ရွှေကောက်ဘွယ်ကာလအထောက်ကူပြုဝန်ထမ်းတွေဖြစ်တဲ့စေဝန်ထမ်းမှသည်ဓလေကမောင်သူစားသောက်ဆိုင်ဝန်ထမ်းတန်ရှင်ရေးဝန်ထမ်းဖြင့်လှုပ်ဝက်ချက်ကိုထိန်းသိမ်းရမှာဖြစ်ပြီးသူတို့ကလည်းအဲ့ဒီလိုလိုက်နာပါမယ်လို့ကျန်းသစ္စာချိန်ဆိုပြီးဖြစ်ပါတယ်။အသက်80အောက်ယဟန်မတ်တွေနဲ့တခြားအသက်ကြီးဟန်မတ်တွေဟာရွေးချက်ပွဲအတွက်နေ့စဉ်ပြင်ဆင်ရေးအစည်းအဝေးကိုကျင်းပခဲ့ရာအင်္ဂါနေ့မနက်ကနောက်ဆုံးအစည်းအဝေးကျင်းပခဲ့တာဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးမှာအရာကိစ္စအားလုံးဖြစ်တဲ့ ပါတီကရဲ့ဗန်နာရေးကိစ္စတွေလိန်ပိုင်းဆိုင်ရာထိခိုက်စော်ကားတဲ့အရှုပ်တော်ပုံတွေအသင်းတော်ညီညွတ်ရေးနဲ့နောက်တက်မဲ့ပုံဟမ်မင်းကြီးပေါ်အမြင်တွေဆွေးနွေးပါတယ်။ပုံဟမ်မင်းကြီးဖရန်စစ်ဟာဂျူနိုအဲရစ်မှာလာတဲ့သူလည်းဖြစ်ပါတယ်။ပုံဟမ်မင်းကြီးဖြစ်တာဝန်ထမ်းဆောင်တဲ့၁၂နှစ်တာ ကာလအတွင်းအသင်းတော်ကိုအများပြည်သူအတွက်ဖွင့်လှစ်ပေးခဲ့သူဖြစ်ပြီးဝေဖန်သူများကအသင်းတော်ကိုအဓိကအယူဝါဒကောက်ွယ်ဖို့ပြက်ကွက်ခဲ့တယ်ဆိုပါတယ်။အခုထပ်ပေါ်တဲ့မိကုံးမှာ ပေါ်ဟမ်ကြီးနေရာဆက်ခန့်သူဟာသူ့ရဲ့လမ်းကြောင်းတိုင်းလိုက်မာလာဒါမှမဟုတ်ပုံမှန်ရှေးကိုဆွဲဆန်တဲ့အစင်လာလမ်းကြောင်းတိုင်းလိုက်မာလာရွေးချယ်ရမှာဖြစ်ပါတယ်လက်ရှိဟမ်မတ်80ရာခိုင်နှုန်းဟာပေါ်ဟမ်ကြီးဖရန်စစ်ခန့်ရခဲ့သူတွေပါကျွန်မတို့တွေကဒီဟမ်မတ်တွေဟာသူ့ခြေလမ်းတိုင်းရှောင်းလမ်းမဲ့သူကိုရွေးချယ်ကြမှာမဟုတ်ဘူးလို့ဆိုကြပြီးအများအပြားကတော့အံအားသင့်စရာရလက်ထပ်ပေါ်လာနိုင်တယ်လို့ဆိုကြပါလိမ့် တရုတ်နိုင်ငံကရေအောက်ကေဘယ်ကြိုးဖြတ်ဆက်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ဒါဟာကမ္ဘာအာဏာမျှခြေကို ပြောင်းလဲသွားနိုင်တယ်လို့ဆိုပါတယ်။တရုတ်ကဘာကြောင့်အခုလိုမျိုးဆက်ကိုထုတ်ဖော်ပြသတာလဲ။ဒါဟာချင်းချောက်မှုလားစဉ်းစားစရာဖြစ်နေပါတယ်။တရုတ်နိုင်ငံဟာကမ္ဘာအခိုင်အခံဆုံးရေအောက်ဆက်သွယ်ရေးကြိုးတွေနဲ့တအားလိုက်တွေကိုဖြတ်တောက်နိုင်တဲ့ကျစ်လက်သိပ်သီးလာတယ်။ပင်လယ်ရေအောက်ကေဘယ်ကြိုးဖြတ်ဆက်ကိုထုတ်ဖော်ပြသခဲ့ပြီး ဒါဟာကမ္ဘာပင်လယ်ရေကြောင်းဆိုင်ရာအာဏာမျှချေပြောင်းလဲဖြစ်သွားစေနိုင်ပါတယ်။ရေးကြီးတဲ့ပင်လယ်ရောက်ခွင့်ရတဲ့ကိုနှောင့်ယှက်ပေးနိုင်တဲ့ကိရိယာကိုပိုင်ဆိုင်ကြောင်းတရားဝင် ထုတ်ဖော်ပြောကြားခြင်းမှာအခုချိန်ပထမဆုံးအရေးဖြစ်ပါတယ်။အဒီကိရိယာဟာရေအောက်အနက်မီတာ၄၀၀မှာကေပယ်ကျိုးတွေကိုဖြတ်တောက်နိုင်စွမ်းရှိပါတယ်။ အဲ့ဒီနှစ်ဟာလက်ရှိရေအောက်ဆက်သွယ်ရေးအခြေခံအဆောက်အအုံအများစုတည်ရှိတဲ့နေရာထပ်နှက်စားဖို့နှစ်ပါလေဒီဆက်ကိုတရုတ်ရဲ့ခင်မီရင်ကိုတင်မောတွေနဲ့မောင်းသူမဲ့ရင်ကိုတင်မောတွေမှာပေါင်းဆက်အသုံးပြုနိုင်ဖို့ဒီဇိုင်းထောက်တာပါလေဒီကရိယာကိုတရုတ်တင်မောဆိုင်ရာသိပ္ပံသူတေသနာဌာနနဲ့လူလိုက်ပါနိုင်တဲ့ပင်လယ်ရေနက်သွားရေများဆိုင်ရာဌာနတို့ကပေါင်းဆက်ထုတ်လုပ်ထားတာဖြစ်ပါလေကမ္ဘာဒေတာချက်လက်တွေရဲ့65ရာခိုင်နှုန်းကိုတည်ဆောင်ပေးနေတဲ့ steel rubber နဲ့ polymer plastic အလွှာတွေနဲ့ဖုံးထားတဲ့ခိုင်ခန့်တဲ့ ကေဘယ်ကြိုးတွေကိုပြင်မှတ်ထားဖို့ဒီဆက်ကိုထုတ်လုပ်ထားပါတယ်။အဲဒီကရိယာကိုရပ်ပတ်ရှာဖွေကယ်ဆယ်ရေးနဲ့ပင်လယ်ကျန်းမြေတူဖော်ရေးတွေမှာသုံးပြုဖို့ဖန်တီးထားခြင်းဖြစ်ပေမဲ့စစ်ဘက်ရပ်ပတ်နှမျိုးလုံးမှာတုံးနိုင်တဲ့အလားအလာရှိနေတဲ့အတွက်တခြားနိုင်ငံတွေကသတိထားရတော့မှာဖြစ်ပါတယ်။ဥပမာအဖြစ်ပထဝီနိုင်ငံရေးပြိပခါမှာ GUM ကဲ့သို့အရေးကြီးတဲ့နေရာများဒီမှာကေဘယ်ကြိုးတွေဖြတ်တောက်ခံရရင်ကမ္ဘာလုံးဆိုင်ရာဆက်သွယ်ရေးဟာဆူဆူဝါးထိခိုက်စေနိုင်ပါတယ်။ ရိုင်ဂန်စစ်တပ်ကတရုတ်ကိုထိန်းချုပ်ရမှာတုံးတဲ့ကာကွယ်ရေးနည်းပြခွာဖြစ်တဲ့ဒုတိယကျွန်းခွင်းဆက်မှာဂူရမ်မဟာအဓိကနေရာကပါဝင်လျက်ရှိပါတယ်။ရေအောင်နက်မီတာ၄၀၀မှာရှိတဲ့ရေဒုဖီအားဟာပင်လယ်ပြင်ထက်မှလေဒုဖီအားထက်အဆ၄၀၀ကျော်ပိုများပါတယ်။အလီကူရီယာကိုကြာရှည်အသုံးပြုလျင်ပင်အဲ့ဒီမှာပါဝင်တဲ့တိုက်တင်နီယံအလွှာနဲ့စီပါဝင်တဲ့ဖီအားတန်ခံအလွှာတွေကအတွင်းကိုကျုံဝင်ပောက်ကွဲခြင်းမရှိစေဖို့ကာကွယ်ပေးနိုင်ပါလေ ဒါအပြင်သမယိုးကြဓာရီဟာခိုင်မာတဲ့သမိကေဘဂျိုးတွေကိုလုံးဝဖျက်တောက်နိုင်ခြင်းမရှိပါဘူး။ဒါကြောင့်အဲ့ဒီအခုတရုတ်က ထုတ်ထားတဲ့စက်ကြီးမှာ6လမတော်မှထူတဲ့စိတ်သွာစိတ်သွာတက်ထားတဲ့ကြိတ်ဘင်းတွေကိုတမနစ်ကိုအပတ်ရည်1600နှုန်းလဲပတ်စီပြီးသမိကိုတော့ကြေမွးသွားစေတယ်ဆိုပါလေ။အလင်းရောင်လုံးဝမရှိတဲ့နေရာမှာစရုပ်လက်တံနဲ့အလုံးလုံးဝတဲ့အဲ့ဒီစက်ဟာနေရာလွယ်မှမှုမရှိစေဘဲခင့်မိတဲ့ တီနီယာပြစနစ်ကိုတုံးထားပါလေတရုတ်ဟာရေအောက်ခြေခံစောင်းဝင်ချစ်ထွေမှုတွေလုံဆောင်နေပြီးအဲဒီဂရီဟာဟာပွဲဥထွက်ပေါ်ထွက်လာတာပါတရုတ်ဟာအခုခါမှာတော့ကမ္ဘာအကြီးဆုံးမောင်းသူမဲနဲ့မောင်းသူပါတဲ့ဂျင်ငုတ်တင်ပေါ်တပ်ဖွဲ့ကိုပိုင်ဆိုင်ထားပြီးကမ္ဘာပင်လယ်သမုဒ္ဒရာအနှံ့သွားနိုင်စွမ်းရှိပါတယ်တောင်တရုတ်ပင်လယ်ဂျမ်းမြစ်မှာရှိတဲ့ရေအောက်မီတာ2000နက်မှာအခြေဆိုင်စခန်းတည်ဆောက်မှုကိုလည်းပြီးခဲ့တဲ့လကစတင်ခဲ့ပါတယ်အဲ့ဒီစခန်းမှာလူ6ယောက်ထပ်မနေတလားကြာနေနေမှာဖြစ်ပါတယ် တဖက်မှာအမေရိကန်ရဲ့ပင်လယ်ရေနှစ်ပိုင်းရေရင်အုပ်စုတွေဟာအိုဟောင်းလာပြီဖြစ်လို့တရုတ်ရဲ့တိုးတက်လာတဲ့ပင်လယ်ရေအောက်စွမ်းဆောင်ရည်ကိုအမိလိုက်ဖို့ရုန်းကန်နေရပါတယ်ဂျပန်ရဲ့တခုတီးသော ရှင်ကိုင်း6500ရေကိုတင်မောဟာမကြမီအနားယူတော့မှဖြစ်ပေမဲ့အဲ့ဒီနေရာမှာအစားထိုးစရာမရှိပါဘူး Guam ဟာအမေရိကန်ရဲ့ Indo-Pacific မဟာဗျူဟာမှာရေးပါတဲ့နေရာကပါပါတယ် Google ပါဝင်ရပ်ဘက် company တွေနဲ့စစ်ဘက်အတွက်သုံးနေတဲ့ဒါဇင်နဲ့ရှိတဲ့ fiber စက်ကြောင်းတွေဟာကိုအာမရှိပါတယ်။တရုတ်နိုင်ငံထုတ်ကရိယာဟာလူလိုက်ပါဖို့မလိုဘဲနဲ့လှုပ်ဝှက်ဖြစ်တော့နိုင်စွမ်းရှိလို့ဒီလိုအရေးပါတဲ့နေရာတွေပေါ်ထိပါလာနိုင်ပါတယ်။ Ukraine စစ်ပွဲအတွင်းရုရှားရဲ့ပွင့်လဲရေအောက်တဘာဝတုံးဝိပိုင်လိုက်ဟာလက်သက်မပေါ်ဘဲဖောက်ခွဲဖြက်စီးခံရပြီးနောက် စည်ရဲသူနေတနာအတိုင်းဝိုင်းဟာအလားတူဖြစ်လာနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးစူးနေမှုတွေပုံမှုလှုပ်ဆောင်လာကြတာပဲဖြစ်ပါတယ်။လေစိတ်နာကိုခုတီရဲ့ဒုံးကျည်ထိမှန်တဲ့ကိစ္စနဲ့ပတ်သက်ပြီးလုံးဝရှော့ပေးမှာမဟုတ်ဘူးလို့အစွေးဝင်ကြီးချုပ်နေတာညာဟုကပြောပါတယ်။ဒါနဲ့အဓိကဘင်ဂိုရီယာလေစိတ်ကိုခုတီအင်အားစုတွေပြစ်ခတ်တဲ့ဒုံးကျည်ဟာကျင်းပေပေါက်လက်တုံ့ပြန်အမယ်ကိစ္စပဲလို့နေတာညာဟုကဆိုပါတယ်။ရီမင်းခြေဆိုင်ခုတီတက်တွေပြစ်လိုက်တဲ့ဒုံးကျည်ဟာ ပြီးခဲ့တဲ့သတင်းဘက်ကတဲလဘစ်မှာရှိတဲ့ဘင်ဂိုရီယန်လေစိမ်းနားမှာကြာရောက်ပောက်ကွဲခဲ့တာဖြစ်ပါတယ်။ဟူသီတွေဟာဂါဇာမှာအစ္စရေးနဲ့ဟာမတ်ပျောက်ကြားတပ်ဖွဲ့အစ်စ်ပွဲတွေစတင်လာကြတဲ့ကပါလက်စတိုင်းပျောက်ကြားအင်အားစုနဲ့တူယက်တီကြောင်းကြီးညာပြီးအစ္စရေးကိုမကြားခဏဒရုန်းတွေဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တာပါ။အစ္စရေးကလည်းယမန်မှာရှိတဲ့ဟူသီစစ်ရေးပြစ်မှတ်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေနဲ့အပြင်းထန်တုံ့ပြန်ခဲ့ပါလေ အီရန်ကျောထောင်းနောက်ခံပေးထားတဲ့ဟူသီတွေဟာနိုင်ငံတကာအသုံးမပြုယမန်ဆိုရွက်ကိုလက်လက်ကင်ပုံကန်နေပြီးလလော့စင်မှာတော့မြို့တော်အစာနာပါဝင်ယမန်ရဲ့ကြက်ပြက်တဲ့အစိတ်ပိုင်းတွေကိုသိမ်းပိုက်ထားပါတယ်။လေစိတ်နာမှာဒုံးကြီးထိမှန်ခဲ့တဲ့နောက်အစ်ဇေဝန်ကြီးချုပ်ကအစ်ဇွေးဟာအတိတ်ကလည်းတုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့အနာဂတ်မှာလည်းတုံ့ပြန်တိုက်ခိုက်နိုင်အောင်မယ်လို့ချင်းချောက်သွားပါတယ်။ဖြစ်စဉ်ကမေလ၄ရက်နေ့မနက်ပိုင်းကလေစိတ်ရဲ့ခီးသည့်အဓိကဝင်ပေါက်ဖြစ်တဲ့အဆောက်အအုံနာကြောက်ပေါက်ွဲခဲ့တဲ့ဒုံးကြီးကြောင့် ူလေးဦးဒဏ်ရာကြောင့်အစ္စရေးကထုတ်ပြန်ပါတယ်နောက်ပြီးလေကြောင်းသတိပေးအော်ဆွေးမှုကြောင့်ဘုံခုဖို့နေရာစီအပြေးလွှာတရားရကနောက်ထပ်နှစ်ဦးမတော်တဆထိုင်ရပါတယ်ဒါပေမဲ့ဒဏ်ရာသူတွေထဲမှာအတန့်လေးစိုးရင်သူတွေတော့မပါပါဘူးယနေ့ပိုင်းမှာတော့ခုတီတွေကအစ္စရေးရဲ့လေစိတ်တွေကိုမကြောက်ခနာပြစ်မှတ်ထားတိုက်ခိုက်ပြီးအစ္စရေးလေရင်တွေလုံးဝပြန်တက်လို့မရတဲ့အထိဖိအားပေးတော့မယ်လို့ကြုံမှာခဲ့ပါတယ်အဲ့ဒီလိုမတိုက်ခိုက်မီခုတီတွေကပြီးခဲ့တဲ့ရက်ပိုင်းက Israel Bengurian လေစိတ်စီလာမဲ့နိုင်ငံတကာ လင်းရင်တွေကိုသတိပေးထားတာဖြစ်ပါတယ်။ဒါဟာဂါဇာမှာဆစ်စင်ရေးဖြန့်ကျက်မဲ့အစ္စရေးအစီအစဉ်ကိုတုံ့ပြန်မှုဖြစ်တယ်လို့ဟူဒီတို့ကပြောပါတယ်။အစ္စရေးဟာဂါဇာမှာဆစ်စင်ရေးချဲ့ထွင်မှုအရန်တပ်ဖွဲ့ဝင်တွေကိုပါသတင်းပို့ဖို့စင့်ခေါ်ထားတာဖြစ်ပါတယ်။ဟူဒီတွေဟာလောလောဆယ်မှာအမေရိကန်ရဲ့ပြင်းထန်လေကြောင်းတိုက်ခိုက်မှုနဲ့ကြုံတွေ့နေရပါတယ်။အမေရိကန်သမ္မတထရန့်ကဟူဒီတွေဟာပင်လယ်နီမှာခုံမောင်းသွားလာနေတဲ့အမေရိကန်စစ်ပလက်ရက်ဘတ်အင်မောင်းတွေကိုရန်လိုပြီး ပြစ်မှတ်ထားတိုက်နေတာဟာမိအဲဒီလိုလုပ်ရတဲ့မရမချင်းရီမီမာဆင်နွှဲနေတဲ့အမေရိကန်ရဲ့လေကြောင်းစစ်စင်ရေးနဲ့လောဝရက်တက်မှာမဟုတ်ဘူးလို့သတိပေးထားတာဖြစ်ပါလေ။ကဘာကျော်ရင်းနှီးမြှုပ်နှံတဲ့တထေးကြီးဖြစ်တဲ့ Warren Buffett ဟာသူ့ကုမ္ပဏီကနေအနားယူပြီးတော့ပင်စင်ယူတော့မယ်လို့ကြေညာလိုက်ပါလေ။ Warren Buffett ရဲ့ကြေညာမှုကြောင့်သူ့ကုမ္ပဏီဟာမယားခိုင်တော့လောက်ရှယ်ယာဈေးနှုန်းတော့ထိုးကျသွားတယ်ဆိုပါလေ။ ဝါရင်ဘတ်ဖက်ဟာအသက်64နှစ်ရှိပြီဖြစ်ပါတယ်။သူဟာကမ္ဘာအကောင်းဆုံးကုမ္ပဏီ900တဲကနေသူတို့ကမ္ပဏီနဲ့နှစ်ပေါင်း50ကျော်တွင် CEO အဖြစ်လောက်ကန်သွားသူဖြစ်ပါတယ်။ကမ္ဘာမှာကုမ္ပဏီတစ်ခုတည်းမှာနှစ်90ကျော်ထိ CEO အဖြစ်လောက်ကန်သူဟာမရှိသလောက်ရှားပါတယ်။ဝါရင်ဘတ်ဖက်ကတော့ထွင်ချက်ဖြစ်ပါတယ်။သူရဲ့ရင်းနှီးမြှုပ်နှံမှုမှာကျွမ်းကျင်မှုရလက်ကြောင့်ကုမ္ပဏီဟာ နှစ်စဉ်နှစ်တိုင်း20%လောက်မြတ်ခဲ့တယ်လို့ဆိုပါတယ်။ထောင်ကွာ65ခုနှစ်ကနေ2024ခုနှစ်ထိမြတ်ခဲ့တယ်လို့ဆိုပါတယ်။ပြောရမယ်ဆိုရင်သူ့ရဲ့ရင်းနှီးမြှုပ်နှံတဲ့ပုံစံကိုအယိုးရှင်းဆုံးဥပမာပြရမယ်ဆိုရင်တော့အိမ်ဟောင်းတွေကိုဈေးပေါ်ပေါ်နဲ့ဝယ်တယ်။အိမ်ကိုပြုမြင်ပြောင်းလဲပြီးဝယ်ခဲ့တဲ့ဈေးဓာတ်တန်ဖိုးအဆများစွာတက်အောင်လုပ်ခဲ့တယ်ဆိုပါလေ။အဲ့ဒီပုံစံနဲ့ Wire Buffer ဟာသူ့စိတ်ဝင်စားတဲ့ကုမ္ပဏီတွေကို ဈေးပေါပေါနဲ့ရှာဝယ်ပြီးကုမ္ပဏီကိုတန်ဖိုးတက်အောင်ပြုပြင်ပြောင်းလဲခဲ့ပါလေသူကုမ္ပဏီဖြစ်တဲ့ Fashionia Hathaway ဆိုရင်အထက်လက်ထရိုကကုမ္ပဏီကနေဂျင်းနီမြုံနယ်နဲ့ကုမ္ပဏီဖြစ်ပြောင်းလဲခဲ့တာဖြစ်ပါလေဒီပညာမြင်လာတဲ့ကလမတော့ Apple ကုမ္ပဏီကနေပဲအများအများကြီးရခဲ့ပြီး Netflix, Nvidia, Facebook, Tesla တို့ကိုတော့ Warren Buffett ကလက်လွတ်ခဲ့ရပါလေ အသက်ကြီးနေတာဖြစ်တဲ့ Warren Buffett ဟာဒီပညာနဲ့ပတ်သက်ပြီးတော့ရင်းနှီးကျွမ်းမှုနည်းတဲ့အတွက်ကြောင့်သူဟာ Netflix, Nvidia, Facebook, Tesla တို့လိုအနာဂတ်ဒီခင်မိတဲ့ company ကြီးတွေကိုတော့ရှင်းလင်းမြှုပ်နှံဖို့လက်တွန်းခဲ့ရပါတယ်။သူကအတွင်းကျတဲ့သူအတွင်းကျကျနားလည်တဲ့ company တွေကိုပဲဝယ်ခဲ့တယ်လို့အမြဲပြောလို့ရှိပါတယ်။သူက Apple company ကိုတော့အဓိကရှင်းလင်းမြှုပ်နှံခဲ့ပြီး Apple ကနေပဲငွေကြေးအမြောက်အများမြတ်ခဲ့ပါတယ်။ အခု why buffet ဟာပင်စင်ယူမယ်လို့ကြေညာလိုက်တော့သူ့လောက်အမျှော်မြင်ရှိတဲ့သူဟာမရှိတော့ဘူးလို့အလုံးကတွက်ဆသွားပါလေဒါကြောင့်သူ့ရဲ့ company ဖြစ်တဲ့ Vashaya Hathaway ဟာဒီ share တက်မှု900ခန်းလောက်ထိုးကျသွားတယ်လို့သိရပါတယ် ကမ္ဘောဒီးယားနဲ့ US တို့မေလလယ်မှာကုန်သွယ်ရေးကိစ္စဆွေးနွေးမယ်ဆိုပါတယ်ကမ္ဘောဒီးယားနဲ့အမေရိကတို့ဟာခုလဆော်ပိုင်းကအွန်လိုင်းနဲ့ချူတင်ဘစ်ဇနက်ဆွေးနွေးပွဲတွေကျင်းပပြီးနောက်မေလလယ်14ရက်နေ့နဲ့15ရက်နေ့ဒီမှာဝါရှင်တန် DC မှာကုန်သွယ်ရေးညှိနှိုင်းမှုဆွေးနွေးမှုနောက်ထပ်ပွဲတစ်ပွဲပြုလုပ်ဖို့သဘောတူထားတယ်လို့ Fanway ပင်ကဆိုပါတယ်အလစ်စနဘမှာနှစ်ဖက်လုံးအနေနဲ့စီးပွားရေးဆက်ဆံမှုတွေပုံမှန်မြန်မာတိုးတက်စေဖို့နဲ့စီးပွားရေးဆိုင်ရာခွင့်လန်းတွေဆွေးနွေးခဲ့ဖြစ်မယ်ဆိုပါတယ် ကျိုတင်ပြည်စနစ်ဆွေးနွေးပွဲတွေကိုမင်းနှစ်ကပြုလုပ်ခဲ့ပြီးအဲ့ဒီဆွေးနွေးပွဲတွေမှာတရားဝင်ဆွေးနွေးညှိနှိုင်းမှုမတမ်းမီဆောင်ရွက်ဆဲလုပ်ငန်းအခြေအနေနဲ့ပေါင်းဆက်ညှိနှိုင်းရေးတွေအဓိကထားဆွေးနွေးမယ်ဆိုပါတယ်။ဝါရှင်တန်မှာပြုလုပ်တဲ့ဆွေးနွေးပွဲဟာနှစ်နိုင်ငံကြားအကောင်အထည်နဲ့ယင်းနှမြုံနယ်မှုကိုခိုင်မြဲစွာပူးပေါင်းဆောင်ရွက်ရေးအတွက်အခြေခံအုံမြင့်ဖြစ်စေဖို့မျှော်လင့်မိကြောင်းလည်းကမ္ဘောဒီးယားကဆိုပါတယ်။ဒီကအဖြစ်ပြောရမယ်ဆိုရင်အမေရိကန်ရဲ့ကောင်းတဲ့ခွန်လေးတိုးမြင့်လိုက်တဲ့အတွက်ကြောင့်အဲ့ဒီထဲမှာအာရှလိုက်ကနိုင်ငံအတော်များပါပါလေ။ဒါကြောင့် အာရှလိုက်ကနိုင်ငံတွေကလည်းအမေရိကန်နဲ့ကုန်သွယ်ရေးပြန်လည်ညှိနှိုင်းဖို့အတွက်လိုလားနေကြတာဖြစ်ပါလိမ့်။တစ်ခွက်ခွက်နဲ့အမေရိကန်ကိုလာရောက်ဆက်သွယ်ညှိနှိုင်းတဲ့နိုင်ငံပေါင်းတရာကျော်ပြီလို့သိရပါလိမ့်။အဓိကအားဖြင့်အာရှလိုက်ထဲမှာဆိုရင်အမေရိကန်ကိုတွားရောက်ညှိနှိုင်းတဲ့နိုင်ငံတွေကတော့ထိုင်း၊ဗီယက်နမ်၊ကမ္ဘောဒီးယားတို့ဖြစ်ပါလိမ့်။ထိုင်းကပထမဦးဆုံးတွားရောက်ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ဆိုပါရစေ။အဲလိုထိုင်းနဲ့အမေရိကန်ကြားထဲမှာလည်းညှိနှိုင်းမှုကအဆင်ပြေတယ်လို့တော့သိရပါလိမ့်။ သမရထရန်ဆိုရကသူ့ကိုလာရောက်ဆွေးနွေးညှိနှိုင်းတဲ့နိုင်ငံတွေကိုတော့နောက်ထပ်ရပ်ပေါင်း90အခွန်တိုးမြင့်ကောက်ခံမှာမဟုတ်ဘဲနဲ့ရပ်ဆိုင်းထားမယ်လို့ပြောထားပါတယ်။ဒါကြောင့်တခြားနိုင်ငံတွေကလည်းအမေရိကန်နဲ့ဆွေးနွေးဖို့အားတန်နေကြတာပဲဖြစ်ပါတယ်။ဘီယန်နိုင်ငံကလည်းအမေရိကန်နဲ့ဆွေးနွေးဖို့အတွက်ပြင်ဆင်နေတယ်လို့ဆိုပါတယ်။အမေရိကန်နဲ့ဆွေးနွေးပြီးလက်ရှိအချိန်မှာဘီယန်ဟာအမေရိကန်နဲ့ကာလာရှိချာကလေးကမဟာမိတ်ဖြစ်ကြောင်းဒါကြောင့် ကုန်သွယ်လုပ်ငန်းခွန်အခွန်ကိစ္စနဲ့ပတ်သက်ပြီး BNN ပေါ်အမေရိကန်ကစာနာထောက်ထားဖို့မျှော်လင့်ကြောင်း BNN သမ္မတကလည်းပြောကြားခဲ့တယ်လို့သိရပါတယ်။